အားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ဒီနေ့ဒီဇင်ဘာလ10ရက်နေ့ကတော့ဂျောဆွာဗန်နဲ့ပတ်သက်ပြီးမှပဲတင်ဆက်ဆွေးနွေးခြင်းပါတယ်ဂျောဆွာဗန်ကကျွန်တော်တို့မြန်မာနိုင်ငံကိုဘယ်လိုလုပ်ပြီးဘယ်လိုပုံစံနဲ့ promote လုပ်တာလဲပေါ့နော်မြန်မာနိုင်ငံအတွက်ဘယ်လိုပုံစံနဲ့တမိုင်းရိတ်ခဲ့တာလဲပြီးတော့အာရှကူစားအတွက်ဘယ်လိုပုံစံနဲ့တမိုင်းရိတ်ခဲ့တာလဲစသဖြင့် ကျွန်တော်တို့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့အထူးသဖြင့်မြန်မာနိုင်ငံကိုကဘာကြီးကတည်အောင်ဂျိုဆောအဝမ်ကဘလူးပုံစံနဲ့ဂျူပန်အထုတ်ထားခဲ့တဲ့ဆိုတာကိုလေကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်ပါတယ်ပေါ့နော်တစ်ဖက်မှာလည်းလူငယ်ရင်းကြားတွေကလုံးဝဒီအဆံပြပုတ်ကိုပေါ့နော်လုံးဝအတူယူစရာပုတ်ကိုတစ်ခုဖြစ်လာတယ်ဒုက္ခဒုက္ခတည်အနေနဲ့ပဲဒုက္ခတည်ဘဝအနေနဲ့ပဲအမေရိကကိုရောက်သွားတာပါ ဒီဒုက္ခတေဘဝကနဲ့ကမ္ဘာချန်ပီယံဘဝအဖြစ် ပြောင်းလဲသွားတာလူငယ်တွေအတွက်စံပြယူစရာအတုယူစရာကောင်းပါတယ်ဆိုပထမဦးဆုံးဂျိုးဆော့ဗန်ကမြန်မာနိုင်ငံအတွက်ဘလူးတမိုင်းရေးခဲ့တာလေအာရှကူစားအတွက်ဘလူးတမိုင်းရေးခဲ့တာလေဆိုတော့အချက်၃ချက်၄ချက်လောက်နဲ့ကျွန်တော်တို့ဆွေးနွေးချင်တယ်ပထမမှာတော့ဒါကလုံးဝတမိုင်းဝင်တဲ့ record တွေမှတ်တမ်းတွေဖြစ်နေတယ်ပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ဂျိုးဆော့ဘိုင်းကပထမဦးဆုံးသောမြန်မာနိုင်ငံရဲ့ UFC champion ဖြစ်လာတယ်။ဒါကသမိုင်းအသစ်လုံးဝသမိုင်းအသစ်ဆက်ဆက်လေးကိုတင်ဆက်သွားပေးတာရေးပေးတာပါ။ဆိုတော့အရင်တုန်းကမြန်မာမှာဆိုတော့ UFC ဆိုတာနော်ဒီ fighter champion ဖြစ်ဖို့ဆိုတာဘသူကမှလည်းမပြိုလင့်ထားကြဘူးပေါ့နော်။ဘသူကမှလည်း မြန်မာနိုင်ငံသားတယောက်တည်းကနေတင်းတင်းနဲ့ကြိုင် UFC fighter ဖြစ်လာမယ်ဆိုတော့ဘသူမှလည်းမပြောမပြောလို့ထားတယ်လို့မျိုးဖြစ်သွားတယ်ပေါ့နော်အခုဟာကမြန်မာနိုင်ငံသားတယောက်အနေနဲ့ UFC မှာပထမအဦးဆုံးသော champion တယောက်ပြည်ယုံတာမကဘူးပေါ့နော်မြန်မာနိုင်ငံသားတယောက်ရဲ့ပထမအဦးဆုံးသော UFC fighter တယောက်ရင်းဖြစ်လာတယ်ဒါကတမိုင်းတစ်ခုတမိုင်းတစ်ခု Joseph Van ကဖန်တီးထားတာပေါ့နော်ပထမကပထမအဦးဆုံးသော ဒီ UFC assignment MMA ပေါ့နော် ပြန်ပွဲတွေမှာဝင်ရောက်ပြန်ဝင်ရောက်ရှင်ပြန်ခဲ့တဲ့ပထမဦးဆုံးသောမြန်မာ fighter တယောက်ဖြစ်လာတယ်ဒါက record တစ်ခုသမိုင်းတစ်ခုတည်ထွင်ထားတာဒုတိယကပထမဦးဆုံးသောမြန်မာ UFC champion ဖြစ်လာတယ်ပြီးတော့တတိယကပါလဲဆိုတော့ကျွန်တော်တို့အရှိတော်အားရှတော်မှာအားရှမှာအင်းရှမှာဒါကပထမဦးဆုံးသော UFC champion တစ်စိတ်ဆုခူးထားတာဆက်ကျွန်တော်တို့မြန်မာနိုင်ငံသူ ကူတာမဟုတ်ဘူးကျွန်တော်အရှာကူစားကူပါတူကကုံမြင့်တင်တယ်ပေါ့ပရိုမိုးလုပ်နေတယ်အဲ့ဒါကြောင့် UFC Thailand တို့ UFC Philippines တို့ UFC ဒီအာ Vietnam တို့စသဖြင့်ပေါ့နော်ကျွန်တော်အရှာက UFC Page တို့များများကလည်းသူ့ကိုကျေးဇူးတင်နေကြတယ်သူ့ကိုဂုဏ်ယူနေကြတယ်ပေါ့နော်ဆိုတော့ဒါကသူ့ရဲ့တမိုင်းပေါ့ကွာသူ့ရဲ့မြန်မာနိုင်ငံနဲ့အာရှကူစားအဖြစ်တမိုင်းတီထွန်ထားတဲ့လူတယောက်ဖြစ်လာတဲ့ပုံစံလေးကိုပြောပြတာပါ ပြီးတော့ဒါတော့မကဘူးသူက2000 born 2000 born မှာပထမဦးဆုံးသော UFC စံပြန်ဖြစ်လာတယ်2000 born ဆိုတော့အငင်းငင်းလေးပေါ့ကျွန်တော်တို့ညီလေးညီမလေးတွေရွေးလောက်ပဲရှိတယ်ဆိုတော့ဒါကလည်းလူကြီးတွေအတွက်လုံးဝသမိုင်းတစ်ခုတီထွင်ထားတဲ့သမိုင်းဝင်တစ်ခုဖြစ်လာတယ်ပေါ့နော်ကြည့်ဒါဆိုတော့ကျွန်တော်တို့ဒီဘလူးပုံစံနဲ့မြန်မာနိုင်ငံကိုသူကမြင့်တင်အောင် promote လောက်ဖို့ဂျူစားခဲ့တယ်နော်နည်းနည်းပြောပြချင်းတယ်ပေါ့လို UFC တမိုင်းတစ်လျှောက်မှာ sorry ဒီဒုတိယပထမအသက်ငယ်ဆုံးက UFC တမိုင်းတစ်လျှောက်မှာပေါ့နော်ပထမအသက်ငယ်ဆုံးက John John ဖြစ်နေတယ်တဲ့ဆိုတော့ John John ကသူ heavyweight က UFC champion ပေါ့နော် John John ကသူအသက်20နှစ်နှစ်တုန်းကကမ္ဘာ champion စခုခဲ့ဖူးတယ်ဆိုတော့ Joshua Van က UFC တမိုင်းတစ်လျှောက်မှာဒုတိယအသက်ငယ်ဆုံး ချန်ပီယံဖြစ်လာတယ်ဒါကလေတမိုင်းအတစ်ပေါ့နော်သူက34နဲ့ပဲချန်ပီယံရသွားတာပေါ့ဆိုတော့ now မှတ်သားစရာကတော့သူဟာခုနကကျွန်တော်ပြောတဲ့ကိစ္စလေးပြန်ပြောချင်တယ်သူက2000ပြီးနှစ်ပိုင်းမှာမွေးဖွားပြီးမှချန်ပီယံဖြစ်လာသူပထမဦးဆုံးသောဖိုက်တာလေးဖြစ်တယ်2000 born ပထမဦးဆုံးချန်ပီယံပထမဦးဆုံးဖိုက်တာဖြစ်လာတယ်ပေါ့နော်ဆိုတော့ပြန်ဖက်ကခင်ဗျားတို့သိတဲ့အတိုင်းပါပဲဆိုတော့မနေသူကရမ်းကြောက်စရာကောင်းနေတဲ့ ဖန်တိုးကြပေါ့နော်လောကအမြတ်မိုက်တယ်လေးချိန်တိုင်တိုင်သူ့ရဲ့ချန်ပီယံဘွိတ်ကြီးကိုကောက်ကွေးထားခဲ့တာကွာအခုကတော့ဂျိုဆာဗန်ကတင်းပြီးမှပဲတမိုင်းတစ်ပြန်တီထွင်ထားတယ်ဒါဆိုကျွန်တော်တို့မြန်မာနိုင်ငံကိုဂျိုဆာဗန်ကဘယ်လိုမြင့်တင်ပေးခဲ့လဲဂျိုဆာဗန်က how he promote Burma ပေါ့မြန်မာဘယ်လို promote လုပ်ခဲ့တာကျွန်တော်ကြည့်ကြအောင်မြန်မာနိုင်ငံကဂုံကိုကပအလီမှာဘလူစတင်ပြီးမှမြင့်တင်ခဲ့လဲဆိုတော့သူက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမှပေါ့နော်သူရဲ့ပြစ်သက်တွေပြီးတော့ MMA ရဲ့ပြစ်သက်တွေပြီးတော့ကမ္ဘာ့မီဒီယာရှိမှာကျွန်တော်ကမြန်မာနိုင်ငံကနေလာတာပါမြန်မာနိုင်ငံက fighter တူဖြစ်တယ်ဇူမတူအမေရန်ပြောနေတယ်တချို့လူတွေကမြန်မာဆိုတာမသိကြဘူးဘာမာဆိုတာမသိကြဘူးဆိုတော့ UFC ရဲ့ကမ္ဘာလုံးဆိုင်ရာထုတ်လွှင့်မှုမှာလဲသူကအမေရန်ပြောနေတယ်တင်းတင်းရှားရှားမြန်မာနိုင်ငံအကြောင်းကိုပြောတာအမေရန်ပြောနေတယ်ကမ္ဘာတည်အောင်ပေါ့နော် ပထမမှာသူကအဲ့လောက်ထိတိတ်နာမည်မကြီးသေးတဲ့ခါကျတော့မြန်မာဆိုတာလဲလူရင်းကတိတ်ခယူမဆိုင်ဘူး UFC လောကမှာလဲမြန်မာဆိုတာလည်းတရှိမရှိသူတို့မတိကြဘူးပြီးတော့ UFC ထုတ်လွှင့်မှုမှာလဲမြန်မာဆိုတာတိတ်ပြီးပေါ်ပြတာမဟုတ်ဘူးเนาะအရင်တော့ငါခင်ဗျားတို့တိနေကြည်နေမစတော့ UFC ရဲ့တရင်းစာတော့ UFC ရဲ့ TV တော့ UFC ရဲ့ထုတ်လွှင့်မှုမှာတော့တွားကြည့်ပါမြန်မာဆိုတာတခါမှသူတို့ကပြောလျက်ပြောထားမရှိပါဘူး ။ဂျိုးဆော့ဘန်ကသူတို့ကိုအမေရန်ပြောနေတယ်မြန်မာပြည်အကြောင်းကိုအမေရန်ပြောတယ်တင်းတင်းရှာရှာမေရန်ကြောင့်ဒီမြန်မာကိုမြန်မာရဲ့ကုံကိုကပအလီရောက်အောင်ပေါ့အမေရန်ပြောပေးခဲ့တယ်ဒါကပထမပေါ့နော်။သူချန်ပီယံယူခဲ့တာကလည်းအခုဆိုတော့မြန်မာနိုင်ငံအတွက်ပထမဦးဆုံး UFC ချန်ပီယံဖြစ်လာတဲ့အတွက်ကြောင့်ဒါကမြန်မာနိုင်ငံရဲ့ကုံပေါ့နော်။မြန်မာနိုင်ငံရဲ့နာမည်ကြီးကိုတော့လုံးဝကဘာကြီးအလီမှာချပြသွားတယ်လို့မျိုးတော့မြန်မာနိုင်ငံကိုအမင့်ဆုံးအမင့်တင်ပေးတဲ့ အနေထားရောက်သွားတယ်ပေါ့နော်ကျွန်တော်တို့လက်ရှိနိုင်ငံရေးခက်ခွခက်ခဲမှုကြားထဲမှာကျွန်တော်တို့မြန်မာနိုင်ငံသားရဲ့အာကစားနဲ့လူငယ်ဆွမ်းအားကိုပြတ်သားသွားတာပေါ့ပျက်သွားတာပေါ့နော်ဆိုတော့အခုဆိုတော့မြန်မာနိုင်ငံဆိုတဲ့နာမည်ကြီးကိုတော့ကဘာကြီးရှိမှာတော်တော်လေးကိုထုံကားလာပြီးမှလူတွေကကြည်လာကြတယ်အော်မြန်မာဆိုတော့တာလားပေါ့တချို့လူတွေဆိုကိုကလည်းခောက်ကြတယ်မြန်မာကပါလေခောက်နေကြတယ်နော်ကျွန်တော် ကြည့်တဲ့မိတ်ဆွေကပြည်မှာပါခင်ဗျားတို့နေတဲ့နိုင်ငံမှာတချို့ကမြန်မာဆိုတာမသိကြဘူးဘာမှဆိုတာမသိကြဘူးအမနေရှင်းပြရတယ်အလုံးမှာပဲဖြစ်ဖြစ်အကြောင်းမှာပဲဖြစ်မနေရှင်းပြရတဲ့လူရည်တွေကိုလေဆိုတော့ခုနောက်ပိုင်းဒီ UFC ပရိသတ်တို့ကမ္ဘာမီဒီယာပရိသတ်တို့ MMA ပရိသတ်တို့ကတော့အကုန်လုံးမြန်မာဆိုတာတိလာကြတယ်ဒါတော့မကဘူးအရှိတော်အာရှနော်အရှိတော်အာရှရေးဒေတာအတွက်မှာလေသူကဦးဆောင်လာသူ promote ဖြစ်လာသူဖြစ်လာတယ်သူကအရှိတော်အာရှ ဒေတာမှာပထမဦးဆုံးသော UFC champion ဖြစ်လာတယ်အေရှာနိုင်ငံသားတယောက်အနေနဲ့ပေါ့နော်ဆိုတော့အေရှာကိုပါသွားပြီးမှသူကဘယ်လိုပြောမလဲ promote လုပ်ပေးတာပေါ့နော်ကုန် mid team ပေးတာလို့ကျွန်တော်ပြောရမှာပေါ့ဆိုတော့မြန်မာနိုင်ငံရဲ့နှစ်ပတ်သက်ပြီးမှသူကအစားကလေးကနဲ့မြန်မာအချောင်းကိုအမေရအမေရပြောနေတယ်ပဒါကပထမဒုတိယမှာတော့မြန်မာနိုင်ငံအာလာနဲ့ပတ်သက်ပြီးမှသူကအမေရဂျူပန်ခဲ့တယ်ကန်ဆူးဆိုအပ်တဲ့ ဒီ UFC မှာမြန်မာနိုင်ငံရဲ့အလန်ကိုင်ဆောင်ခွန်ကတာမင်တာမျိုးရှိတယ်အခက်ခဲကြုံခဲ့ရတယ်ပေါ့နော်အဓိကအကြောင်းရင်းတော့ကျွန်တော်တို့မသိဘူးပေါ့ဆိုတော့ Joshua Van က UFC ရဲ့တန်တန်စကားရင်းမှာပေါ့နော်ဝင်ရောက်တဲ့ခါတိုင်းမှာသူကမြန်မာအလန်ကိုကုန်ယူစွာကိုင်ဆောင်ခြင်းတယ်ဆိုတော့သူဟာပွဲတိုင်းလူလို့အလန်ကိုင်ဆောင်ခွန်ကိုဂျူပန်ဖို့ဂျူလေဂျူပန်ခဲ့တယ် UFC ကိုလည်းတောင်းဆိုခဲ့တယ်ဒါပေမဲ့ UFC ဖက်ကအတားဆီးတွေရှိနေတယ် UFC တာဝန်ရှိသူတချို့ကမြန်မာနိုင်ငံကိုတရားဝင်အတိမပြုထားတဲ့နိုင်ငံဟုတ်မဟုတ်တေချာမသိဘွေးတွေတုန်းကလေအလောက်ထီတောင်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကအဆင့်ဖြစ်နေတာ UFC အဖွဲ့အစည်းကမြန်မာနိုင်ငံကိုတရားဝင်အတိမပြုတဲ့နိုင်ငံဟုတ်မဟုတ်သူတို့ကအစကတည်းကမသိကြဘူးအဲ့ဒါကြောင့်သူ့ကိုမြန်မာနိုင်ငံအာလန်ကန် ခုနှစ်ပတ်သက်ပြီးမှအတားစီလေးတွေနောက်ဆက်လေးတွေရှိတယ်ပေါ့ဆိုတော့ Joseph Van ကမဟုတ်ဘူးပေါ့ကျွန်တော်တို့မြန်မာနိုင်ငံကအကြည့်မပြုတဲ့နိုင်ငံဖြစ်ပါတယ်ပေါ့တကယ်ပဲနိုင်ငံမှာရှိပါတယ်ဇူမာသူကကိုကယ်မှာသူကူရေကရှာဖွေပြီးမှတော့သူကအသက်တည်နေတကွာရှင်းပြရသေးတယ်တဲ့သူ့အကြောင်းကိုကျွန်တော်တော့ဖတ်မိတယ်ပေါ့အများကြီးသူရဲ့ article ကိုတော့ဖတ်မိတယ်အဲ့လောက်ထိတောင် UFC ရဲ့ဖွဲ့အစည်းကိုတော့တော့ရှင်းပြတာမြန်မာနိုင်ငံရှိပါတယ်ပေါ့ ဆိုတော့အစပိုင်းမှာတော့ Joseph Van ကိုအဲ့လိုမျိုးအာလန်ကိုင်ဆောင်ခွင့်လည်းမပြုတ်ဘူးနောက်ပိုင်းကျမှပြုတ်လာတာပဲအဲ့ဒီမပြုတ်ခင်လေးက Joseph Van ကဘာလို့လဲတည်လားသူ့ရဲ့ဗာလဲဒီတွားချခံတွားချခံလေးကလည်းအာလန်တစ်စိတ်လေးကိုကတ်ထားတာအနည်းဆုံးတော့မတက်နိုင်တော့ဘူးလေပထမမှာအာလန်ကိုင်ဆောင်ခွင့်မပေးနိုင်တဲ့ခါကျတော့မေးတက်နိုင်ပေါ့ဗျသူကတွားချားလေးကလည်းမြန်မာနိုင်ငံရဲ့အာလန်ကိုကတ်ထားတာအလောက်ထီတော့နော်တွားချားလေးတော့မှသူက ကပ်ပြီးမှမြန်မာဆိုတဲ့ကုံလေးကိုပေါ့နော်စောင့်ရှင်တယ်မြန်မာဆိုတဲ့ကုံလေးကိုမြင့်တင်ပူဂျူစားတယ်ဂျူပန်းရှာတယ်ကွာနော်အာလန်လေးကိုပါဇက်လေးမှာအသွားချမ်းခံလေးမှာမောက်ကလေးမှာကပ်ပြီးမှမြန်မာအာလန်ဒီဇိုင်းလေးကိုဆေးပြီးဆွေးပြီးမှထည့်ထားတာအလောက်ထိသူဂျူပန်းခဲ့တယ်ကြာလာတော့လေအစီမပီသေးဘူးပေါ့နော်နောက်ဆုံးကြမှာပဲမိနစ်တစ်နှစ်ကမှာပဲမြန်မာအာလန်ကိုင်ဆောင်ခွင့်ကို UFC ကကွန်ပျူတာကွာနော်နောက်ဆုံးကြမှာပဲကွန်ပျူတာ ဆို UFC မှာမြန်မာနိုင်ငံအားလုံးအလန်ကိုင်ဆောင်ခုကွန်ပျူတာတာဆိုတာကလည်းဂျိုးဆွာဗိုင်းရဲ့ဂျူပန်အားထုတ်မှုလေးပါနေတယ်သူကအမေရိကန် UFC ကို convince လုပ်နေတယ် UFC အဖွဲ့အစည်းကမြန်မာနိုင်ငံကိုအတူဝင်အတိမတ်ပြုတဲ့နိုင်ငံဟုတ်မဟုတ်တော့မသိသေးတဲ့ဘဝကျွန်တော်တို့ဘဝမှာလေဆိုတော့ခုနောက်ပိုင်းမှာမြန်မာနိုင်ငံဆိုတာက UFC ကပအလီကြီးမှာလုံးဝကိုတင်းတင်းရှာရှာအကုံယူစွာနဲ့ချပါချပါ ချတာပြီးမှဖော်ပြနိုင်ခဲ့တာဒါကလည်းသူမြန်မာနိုင်ငံကို promote တဲ့ပုံစံတပုံစံဖြစ်တယ်ပေါ့နော်ဆိုတော့သူရဲ့ပြပမီဒီယာလို့ပြောရမှာပေါ့နော်ကပမီဒီယာတွေနဲ့ interview လုပ်တဲ့ခါကြမှာလေအမေရန်သူကကျွန်တော်ကမြန်မာပြည်ကူစားတိုက်ခိုက်နေတာပါဆိုတာအမေရန်ပြောနေတယ်မြန်မာပြည်အကြောင်းကိုသူအမေရန်ရှင်းပြရတယ်တော့ A ABC လေးလို့ပေါ့လို့ရှင်းပြရတယ်တချို့လူတွေကဘာမကပါလဲမြန်မာကပါလဲမြန်မာက ဘာလိုမျိုးတွေလဲခင်ဗျားတို့အစားအစာကဘာစားလဲစားသဖြင့်ပေါ့နော်ခင်ဗျားတို့မှာ boxing ရှိလား MMA ရှိလားစားသဖြင့်မေးခွန်းတိုင်းလိုလိုမှာသူ့ကိုမေးကြတယ်ပေါ့နော်ဒီပြပနိုင်ငံတွေကလေအဲ့ဒီပြပနိုင်ငံ MMA media လောကတော်မှာလေမြန်မာနိုင်ငံဆိုတော့မတိကြဘူးအဲ့လောက်ဖြစ်နေတာနိုင်ငံရေးနိုင်ငံရေးနဲ့ပတ်သက်တဲ့ journalist တမတွေကမြန်မာနိုင်ငံရောတည်ရင်တည်မှာပါဒါပေမဲ့အားကစားနေပတ်သက်တဲ့ media တမတွေပေါ့ အမေမင်းနဲ့ပတ်သက်တဲ့မီဒီယာသမားတွေကမြန်မာနိုင်ငံကိုမတိကျဘူးဖြစ်နေတယ်။အဲဂျိုးဆော့ဗန်အင်တာဗျူးတိုင်းမှာလည်းသူကမြန်မာနိုင်ငံအကြောင်းကိုအမေရိကန်ရှင်းပြရတယ်။မြန်မာနိုင်ငံရဲ့အကြောင်းသူမြန်မာကူဆာပြုတ်တဲ့လူတယောက်ဖြစ်ကြောင်းကိုလည်းသူကအမေရိကန်ရှင်းပြရတယ်ပေါ့နော်။ဆိုတော့သူ့ခမည်းကွာအသက်ရွေရွေငငယ်ရွေရွေလေးနေပေါ့နော်။သူကဂျိုးဆော့ဗန်ကအသက်ငယ်ရွေတယ်။ပြောပုံစုပုံကလည်းဘယ်လိုပြောမလဲတိတ်တခါတည်းကြောင့်မရင်ချက်ပေါ့နော်။ဆိုတော့ကလေးဆန်တယ်ပေါ့ဗျာ။ဒါပေမဲ့ he's trying the best he's trying his best but along with အကောင်းဆုံးဖြစ်အောင်မြန်မာ နိုင်ငံကိုလောကဘာကြီးတည်အောင်ချပြဖို့ကြိုးစားနေတယ်။နီမျိုးစုံနဲ့ကြိုးစားနေတယ်။ဥပမာကသူကငင်းငယ်ရွယ်ရွယ်ဆိုတော့ပြောပုံစုပုံတိတ်မကျွမ်းဘူး။နော် political correctness ပြောရမှာလား။နိုင်ငံရေးဘဏ်ကမှုနဲ့စကားမပြောနိုင်ဘူး။ဒါပေမဲ့ तू လုံနိုင်တဲ့နီးဟန်နဲ့ तू လုံနေ။ तू ကသူ့ style နဲ့ပေါ့နော်။ तू style နဲ့ तू လုံနေတယ်။အလန်ကိုင်ဘီဒါမှမဟုတ်သွားကြတဲ့ကလည်းဗာလဲအလန်ကိုအာ design စီထွေးထိ့ ထည့်ထွန်းထားတာမျိုး ပြီးတော့သူ့ရဲ့ရှူးပေါ့နော်သူ့ရဲ့ brand မှာမြန်မာနိုင်ငံရဲ့အာလန်ကိုထည့်တာမျိုးပြီးတော့သူ့ရဲ့ခုတ်ပေါ့နော်သူ့ရဲ့ဗာလဲ suit ခုတ်ကြီးမှာမြန်မာနိုင်ငံအာလန်ထည့်တာမျိုးလို့လေနီလာပုံးနီလာပေါင်းများစွာနဲ့မြန်မာနိုင်ငံကိုဒီကပ္ပလေးကြီးမှာ ပေါ့နော်ဒီ promote လုပ်နေတယ်အကုန်ဖြင့်တောင်လုပ်နေတယ်တချို့လူတွေကပြောနေကြတယ်မြန်မာနိုင်ငံကအဂျိုဆာဗန်ကသူ့ရဲ့ shoe brand မှာအာလန်လည်းလိုမျိုးဆွေးတာမကောင်းပါဘူးလို့ဝေဖန်နေကြတယ် ဒါမျိုးကအရင်ယူပါတယ်ကျွန်တော်တို့ကလေအမင်းချင်းအမင်းချင်းလို့လို့ပါကျွန်တော်တို့ပြောရမယ်ဆိုတော့အမေရိကအာလန်ကိုသွားကြည့်ပါဦးအမျိုးသမီးတွေကဘော်လီနဲ့တောင်လုံနေတယ်အုတ်ခါနဲ့တောင်လုံနေတယ်အမေရိကအာလန်တဲ့အဲ့ဒါကုံယူစွာနဲ့သူတို့လုတာနော်ဒါအမေရိကကိုဆိုကားလို့လုတာမဟုတ်ဘူးအမေရိကကိုကုံယူလွန်းလို့အမေရိကရဲ့အာလန်ကိုအုတ်ခံပေါင်းပြီးနဲ့တောင်သူတို့ကလုတာအဲ့ဒီအမေရိကအုတ်ခံပေါင်းပြီးကမင်တာမင်သမီးတွေကလည်းဝတ်ထားတာ ။ဒါက mutual safety ရှိတဲ့လူကပဲသူတို့ကဝတ်ထားတာ။အဲ့ဒီအမေရိကရဲ့အာလန်အုတ်ခန်တို့ဘိုဘိုလီတို့ဆိုတာ mutual safety ရှိတဲ့လူတွေကပဲများသောဖြစ်ဝတ်ထားတာပေါ့။အဲ့လောက်ထိတောင်သူတို့ကအမေရိကဆိုရင်တော့သူတို့ရဲ့အာလန်ကိုဘိုလီတဲ့တောင်ထုတ်တယ်။နော်။ဆိုတော့အုတ်ခန်တဲ့တောင်ထုတ်တယ်။ဆိုတော့ Joseph Van ကရှူးပနက်မှာမြန်မာနိုင်ငံအာလန်သွားထည့်တာအာလန်သွားထည့်တာနဲ့တချို့လူတွေကဝေဖန်နေကြတာပေါ့နော်။ဒါကတော့အမင်အမင်ခြေလွန်းတယ်လို့ကျွန်တော်ထင်မိတယ်ပေါ့နော်။ဆိုတော့သူကဘလောက်ထိတော့ မြန်မာနိုင်ငံရဲ့အကြောင်းကိုကဘာတိစေချင်တာလဲဆိုတာသူ့ရဲ့ရှူးပနတ်ရဲ့သူ့ရဲ့ဆူးခုတ်ရဲ့သူ့ရဲ့သွားကြရတဲ့နော်သူ့ရဲ့အင်တာဗျူးတိုင်းမှာအဲ့လိုမြန်မာနိုင်ငံအကြောင်းကိုကဘာကြီးတိအောင်ချပါဖို့ချတာဖို့နီလန်ပေါင်းများဆိုရတဲ့သူအကျူစားခဲ့တာကျွန်တော်တော်တွေ့ခဲ့တယ်ပေါ့နော်ဆိုတော့မြူးဆက်တဲ့လူငယ်တွေအတွက်လည်းသူကစံပြတစ်ခုဖြစ်လာတယ်စဉ်းစားကြည့်ကွာသူက2000 born လောက်ပဲရှိတယ်2000 born born in 2000 guys so 2000 bond တယောက်အနေနဲ့2000နောက်ပိုင်းမွေးဖွားတဲ့သူတွေမှာပထမအိုးဆုံး UFC champion ဖြစ်လာတာဒါလူငယ်တွေအဖွဲ့အစည်းမှာလဲစံပြဖြစ်လာတယ်လူငယ်တွေကဒါကလုံးဝကြည့်ပြီးမှ wow this is my age ဒါကျွန်တော်နဲ့သူနဲ့အသက်ရွယ်တူပဲပေါ့သူ့လူကျူးစားမယ်ဆိုဖြစ်နိုင်ပါ Joseph Van ဆိုတဲ့သူက2020 2020လောက်မှာပဲစပြီး UFC လောကတွေကိုဝင်လာဖြစ်တာကွာ အနှစ်ငါးနှစ်တာရင်းထဲမှာကပ္ပချန်ပီယံကြီးဖြစ်လာတာဆိုတော့ဒီခက်လူငယ်တွေကကျူးစားတယ်ဆိုရင်ဘာမစုဖြစ်နိုင်လဲဆိုတာကိုဂျိုးဆွာဘန်ကိုမျက်မြင်တက်တင်နဲ့ကြည့်လို့ရတယ်ကွာဆိုတော့လူငယ်တွေ skill ဆိုတာပညာဆိုတာကိုကလေ့လာတဲ့ကင်ယူချင်းစိတ်ရှိတယ်ဆိုတော့ကိုလည်းဖြစ်နိုင်ချေရှိပါတယ်ဟိုကျွန်တော်ပြောမြကျွန်တော်ပြောပြကျွန်တော်ဆုလို့ချင်တာကဥမာကောခမည်းက MMA တစ်ခုတည်းကူတာ စိတ်ဝင်စားဖို့မလိုပါဘူးဥပမာခမရကတခုခု passion ရှိတယ်ကျွန်တော်တနည်းအားပြောရမယ်ဆိုစီးပွားရေး passion ရှိလား video editing passion ရှိလား content creator passion ရှိလားနော်တခုခုဒီ um small business လုပ်ဖို့ရအတွက် passion ရှိလားစသဖြင့်ပေါ့နော်ခမရတို့ဒီလှုပ်ရှင်တဲ့ခမရတို့ဝတ္တနာပါတဲ့အရာကိုအနှစ်တစ်နှစ်သုံးနှစ်လေးနှစ်အချိန်ပေးတယ်ဆိုရင်အောင်မြင်လို့ရတယ်ဆိုတာ ဂျိုးဆွာဗန်ကမျက်မြင်သက်တည်ပြသွားတာပါလူငယ်တို့ရဲ့ဆိုတော့လူငယ်တို့ဒီနိုင်ငံရဲ့အခြေအနေကြောင့်ဒီကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေကြောင့်ကာကျွန်တော်ကတော့မဖြစ်နိုင်တော့ဘူးအကြောင်းလေးမတက်နိုင်တော့ဘူးဘာမှလည်းမလုပ်နိုင်တော့ဘူးသူပြီးမှစိတ်ပြက်ပြီးထိုင်မနေနဲ့စိတ်ပြက်ပြီးမှအရက်တောက်မနေနဲ့စိတ်လက်ဖောဖောမနေနဲ့နိုင်ငံတက်မနေနဲ့မင်းတို့ကတခြားသောနီလာနဲ့ကို့ဘဝတူတက်ရတူတက်ချောင်းတွေကိုနီလာတွေရှာမယ်ဆိုရင်လူငယ်တွေအခုခေတ်လူငယ်တွေက အယံကို smart ဖြစ်ပါတယ်လူငယ်ရင်းကလည်းကျူးစားရှင်စိတ်ရှိတယ်ဆိုတော့အနှစ်၅နှစ်၃နှစ်၄နှစ်မှာ လုံးဝကဘာကြီးထိမြန်မာနိုင်ငံ level ထိအာရှထိအောင်မြင်လို့ရတယ်ဆိုတာ Joseph Bank ကမျက်မြင်သက်သက်ပြသွားတာပါဆိုတော့လူငယ်တို့ရေလုံးဝခမရတို့ကကြောင်းမတက်နိုင်ရင်လည်းတခုခုမလုပ်နိုင်တဲ့စိတ်တက်မကြနဲ့ကူတက်တဲ့နီလာနဲ့နီလာပေါင်းများစွာရှာပြီးမှကူတူးတက်ရကူတူးတက်ကြောင်းကိုပဲလမ်းဖောက်ကြပါ စိတ်တကြမင်းနဲ့ခမရောကစိတ်တကြရင်ဘာမှလည်းထူးမှာမဟုတ်ဘူးဂျိုးဆော့ဗန်းဆိုရင်လည်း2020လောက်ကပဲစပြီးမှ MMA လောကကိုဝင်လာခဲ့တာကွာငါးနှစ်တာလုံးမှာလုံးဝကိုတူးတက်ပြောင်းလဲသွားခဲ့တာသူကနီလန်ပေါင်းများဆိုတော့သူက striking လေးတက်တယ် defense လေးတက်တယ် boxing လေးတက်အကုန်လုံးကျွမ်းအောင်လုပ်တယ်သူကလေငါးနှစ်လုံးမှာဆိုတော့လူဒီခက်လူငယ်တွေက you guys are first first learner you 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 learn first you know really quickly အရှမ်းမြန်ဆန်လို့လေဒီခေတ်လူငယ်တွေကလေ fast learner ဖြစ်ကြတယ်တင်ယူတိုင်းတင်ယူတဲ့ပိုင်းမှာလေမြန်မြန်ဆန်ဆန်နဲ့တင်ယူတတ်ကြတဲ့လူငယ်တွေကဆိုတော့ဂျိုးဆော့ဗန်ကိုခင်ဗျားတို့ရှိမှာမြင့်မြင့်တတ်တယ်ပါလူငယ်တွေအတူယူဆန်ကောင်းတယ်ပေါ့နော်ဒါလို့လေကိုကျွန်တော်ကထပ်ပြီးထည့်ပြောချင်တယ်ပြီးတော့သူ့ရဲ့ဘဝလေးကိုပါကြည့်ပါသူကဒုက္ခအတေဘဝနော်ဒုက္ခအတေဘဝသူ့အမေနော်သူ့ရဲ့အဖေပညာတတ်မဟုတ်ပါဘူးသူတို့ကဒုက္ခအတေဘဝကလည်း ဆွန်းဆွန်းဆာဆာမြန်မာပြည်ကနေအမေရိကကိုရောက်လာနေတဲ့အရန်တော့ဘယ်လိုပြောမလဲတာမန်မိသားစုလေးချမ်းသာတဲ့ပုံကူလေးမဟုတ်ကြဘူးချမ်းသာတဲ့မိသားစုလေးမဟုတ်ပါဘူးတာမန်မိသားစုလေးနဲ့တာမန်ဘဝလေးနဲ့နေထိုင်တဲ့မိသားစုလေးပါဆိုတော့အခုလိုမျိုးကဒုက္ခတေဘဝကနေကဘာကြီးမှာလုံးဝနာမည်အကြီးဆုံးတယောက်ချန်ပီယံဘဝအကြီးကိုရောက်သွားတာဆိုတော့ဒါကမြန်မာလူငယ် တွေအားလုံးအတွက်စိတ်သက်ခွန်အားဖြစ်စေတယ်ပေါ့နော်ဆိုတော့ကျူးစားတယ်ဆိုရင်မိသည့်နေရာမှာမစိုးအောင်မြင်နိုင်တယ်ဆိုတာကိုလမ်းပြသွားတာလမ်းပြသသွားတာပါဆိုတော့သူက2020ကနေစပြီးမှချန်ပီယံဖြစ်လာတယ်ဒုက္ခတွေဘဝကနေစပြီးမှအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်ခဲ့တယ်ဆိုလူငယ်တွေကြားထဲမှာဒါတွေအားလုံးကိုတည်ယူစရာပါပေါ့တော့ရမ်းရမ်းတည်ယူစရာပါမျက်မြင်သက်သေပါဆိုစိတ်သက်မချပါနဲ့ကူရောက်တဲ့နေရာတိုင်းမှာကူကျွမ်းတဲ့အရာကိုပဲအဆက်မပြတ်နော်ဒီ ဒီဇိုင်းမတ်မတ်လေးနဲ့ဆက်လက်ပြီးလုပ်ကြပါကူလုပ်တဲ့ business ကူလုပ်ကူတက်တဲ့အကြောင်းကူတက်တဲ့တန်တန်ကူရဲ့ passion ကိုလုံးဝအစစ်တဲ့မကြပင်းနဲ့လမ်းကြောင်းမှန်မှန်လေး a consistency ဒီဇိုင်းမတ်မတ်လေးတွားနေမယ်ဆိုတော့ခင်ဗျားတို့လည်းအောင်ပြီမှာဒါလုံးဝသိချတယ်ဆိုတော့ကျူးစားမယ်ဆိုရင်တော့ဘာမစုဖြစ်နိုင်လဲဆိုတော့သူကိုယ်တိုင်ကတက်တည်ပြသွားတာပါလူငယ်တွေကြားထဲမှာဒါအတူယူကြပါဆိုတော့ပြောပြချင်တယ်ကဲဒါကတော့ Joshua Van ရဲ့ နော်မြန်မာနိုင်ငံနဲ့အာရှကူစားဒုကဘလူလို့ပြီးတမိုင်းအစ်တဖန်တီသူဖြစ်လာခဲ့တာလဲဆိုတော့ကို short to the point နဲ့ကျွန်တော်ကရှင်းပြတာပါဗောနော်ရှင်းပြတာပါဆိုတော့မြန်မာနိုင်ငံခြုံပြီးပြောရမယ်ဆိုရင်မြန်မာနိုင်ငံမှာပထမအိုးဆုံးသော UFC champion ဖြစ်လာတယ်မြန်မာနိုင်ငံမှာပထမအိုးဆုံးသော UFC fighter ဖြစ်လာတယ်ပြီးတော့2000နဲ့ခုနှစ်နောက်ပိုင်းမှာမွေးဖွားလာတဲ့ပထမအဆုံးသော UFC champion ဖြစ်လာတယ်အရှိတောင်အာရှမှာဂူစာပြုတ်နေတဲ့ UFC champion ဖြစ်လာတယ် ဒါကိုသူကတမိုင်းတီထွင်ထားတာပါသူ့ရဲ့တမိုင်းအရင်လှပါပါတယ်ဆိုလူငယ်တွေမှာလည်းသူ့ရဲ့ဘဝကိုကြည့်ပြီးမှအတူယူအားကြဆက်ကောင်းတယ်စံပြပုံကူဖြစ်ပါတယ်သူ့ကိုပေါ့နော်ဆိုတော့လူငယ်တွေတိုင်းကလည်းလုံးဝကျူးစားကြပါဂျိုဆော့ဗန်ကိုကြည့်ပြီးမှအကျူးစားကြပါရက်ကွက်တွေမှာမမိုက်ဘင်းနဲ့မဆူဘင်းနဲ့သူကိုယ်တိုင်လည်းပြောနေတယ်သူပြောတဲ့အင်တာဗျူးတွေမှာကျွန်တော်အရင်သဘောကျတာတစ်ခုရှိတယ်သူကပါလဲဆိုတော့အရင်တုန်းကတဲ့ရက်ကွက်မှာ ရိုင်းဆိုင်ခဲ့တယ်စူးခဲ့တယ်မိုက်ရိုင်းခဲ့တယ်ပေါ့ကွာရက်ကော့မှာသူ street fighter ဖြစ်နေကွာလမ်းပေါ်မှာချတာလို့ရန်ဖြစ်တာလို့လုပ်နေတယ်ကွာဆိုတော့ခုကပါလဲဆိုတော့ तू အရန်တော်တားရတယ်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ကချနိုင်ပါတယ်အာတန်တယ်အင်အားကြီးရယ်စူတဲ့ပြတ်အချင်းလောက်ယုံတဲ့ရက်ကော့မှာပဲပြဿနာပြဿနာကောင်ဖြစ်နေပေါ့ဗျာလမ်းလမ်းဘေးကပြဿနာကောင်ဖြစ်တယ်တဲ့အဲ့ဒါတွေအားလုံးကိုကျွန်တော်လုံးဝမလုပ်ချင်ဘူးတဲ့ဒါအားလုံးကမိုက်ယူရေးဆန်ခဲ့တာတဲ့ ကျွန်တော်အရင်တုန်းကလည်းမှတ်ယူရဆိုင်ခဲ့တယ်တဲ့ဒါတွေအားလုံးကိုလုံးဝမလုံတင်တဲ့ကိစ္စဖြစ်လာတယ်ဆိုမှသူကိုယ်တိုင်ကလည်းပြောလာတယ်မနေ့တနေ့ကမီဒီယာအင်တာဗျူးမှာပေါ့နော်ဆိုတော့လူငယ်တွေကိုက fighting what na ပါတယ်နော်လမ်းဘေးမှာရန်ဖြစ်တာ what na ပါတယ်ဆိုတော့ရက်လိုက်ရက်ပြီးတော့ခမား professional line ကိုပြောင်းသွားလိုက်ကွာ boxing ဖြစ်ဖြစ် MMA ဖြစ်ဖြစ်ပြောင်းသွားလိုက် get paid to fight နော်ဒီတိုက်ပွဲမှာဖက်ဆန်ရအောင်ချမဟုတ်ဘူးလား ဆိုဒီခေတ်လူငယ်တွေကလည်းအခုကျွန်တော်တို့အထူးသဖြင့်မြန်မာလူငယ်ကပူဆူးတာပေါ့မြန်မာလူငယ်ကနော်ဒီအရမ်းမယူရေးဆန်ချင်ကြတယ်ဂန်စတာလူလူဘာလူလူနေချင်ကြတယ်ပေါ့အဲလမ်းမင်းမှာသွားပြီးမှရက်ကွက်ထဲကလူမိုက်အဲအဲ့လိုမျိုးခေါ်ခန့်ချင်တယ်နော်စန်ဒါမီဆူးနဲ့တို့ချားချင်ကြတယ်ဆိုတော့အဲ့လိုပေါ့အခုဂရိခါနဲ့အဲ့လိုမျိုးလူငယ်တွေနော်ရက်ကွက်ထဲမှာရန်ဖြစ်တာတို့လမ်းမင်းမှာရန်ဖြစ်တာတို့ကိုရက်တက်ပြီးမှမင်းတို့ကတကယ်ပဲ fighting ဝါဒနာပါတယ်ရန်ဖြစ်တာဝါဒနာပါတယ်ဆိုတော့အဲ့ဒီ မင်းရဲ့ဝတ္တနာပါနေတဲ့ယံဖြစ်တာယံဖြစ်တဲ့အချက်တွေကို professional အဖြစ်ပြောင်းသွားပါလုံးဝကောင်းကောင်းလေးတင်တန်းတက်ပါ MMA train လုပ်ပါ boxing train လုပ်ပါခမရအတွက် professional အဖြစ်နေတာကိုပြောင်းပလိုက်ပါရက်ကွက်သေးလူမိုက်နဲ့အဆုံးမတက်နဲ့နော်လမ်းဘေးကလူမိုက်နဲ့အဆုံးမတက်နဲ့ခမရရဲ့ဘဝကိုလေဆိုတော့လုံးဝ professional အဖြစ်နဲ့လုံးဝခမရအဲ့ဒီခမရရဲ့ဝတ္တနာပါနေတဲ့တိုက်ပွဲကြီးကိုခမရအသက်မွေးဝဲချောင်းအဖြစ်နဲ့ပဲပြောင်းပလိုက်ပါ အဲ့ဒါလေးကိုတော့ကျွန်တော်ကဒီကနေဒီအားပေးခြင်းနဲ့လူငယ်တွေကိုပေါ့နော်ဆိုတော့ thank you so much for watching beautiful people i love you guys take care god bless i'll see you soon ကျွန်တော်ရဲ့ဗီဒီယိုလေးကိုတပိုးကြရစင်တော့ YouTube မှာ subscribe လုပ်ပေးခြင်းအားဖြင့်အားပေးလို့ရပါတယ် bye bye guys take care